ရန်ကုန်တွင်ကားတိုက်မှုတစ်ခုဖြစ်ပြီးကားတိုက်ခံရသူကိုကားပေါ်တင်၍အမိုက်ပုံတွင်ဆုံးဖြတ်ထားခံမှုဖြစ်ပွားမင်္ဂလာပါ။အော်ဒီယိုဘိုင်းစော်နိုင်ကနေကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ရန်ကုန်မှာကားတိုက်မှုတစ်ခုဖြစ်ပြီးတော့ကားတိုက်ခံရသူကိုကားပေါ်တင်၍အမိုက်ပုံတွင်ဆုံးဖြတ်ထားခံမှုဖြစ်ပွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်မြို့အင်းစိန်မြို့နယ်ဘရင်တောင်လမ်းမပေါ်တွင်လိုက်ထရက်ကားတစ်စီးကမြို့သမီးတို့ကိုဝန်တိုက်ပြီး စစ်ရုံပုံမှန်ဟန်ဆောင်ကကားနဲ့တင်၍ရွှေပြည်သားဆက်မှုဆောင်တွင်စွန့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလူမှုကွန်ယူရေးအသင်းများထံမှသိရပါဗယ်ဒီနေ့2025ခုအောက်တိုဘာလ29ရက်မနက်6:00နာရီခန့်မှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်မြို့သစ်ကားငယ်ရပ်ကွက်ဗဒေါလန်းထိပ်မှာအမျိုးသမီးတစ်ဦးကိုကားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါဗယ်ဘင်းနောင်ဘက်မှရွှေပြည်သားဘက်သို့မောင်းနှင်လာတဲ့လိုက်ထက်ကအမျိုးသမီးကိုဝန်တိုက်တာပါ တိုင်းမီးရဲ့ကာသမာကတိုက်ခတ်ရတဲ့အမျိုးသမီးကိုဆေးရုံကိုပို့ဆောင်မယ်အကြောင်းပြပြီးကားပေါ်တင်သွားတာပါ။ဒါပေမဲ့ဆေးရုံကိုမပို့ပဲရွှေပြည်သားဆမ်းမှုဆောင်မှာရှိတဲ့အမိုက်ပုံမှာလူမဆန်စွာပြစ်ချထားခဲ့တာပါ။ရင်တိုက်မှုဖြစ်ပါကြောင်းသတင်းရရှိရာကြောင့်နိုင်မြေကန်လူမှုကွန်ရက်အသင်းဖက်မှတာဝန်ရှိသူချုပ်တွားရောက်ခဲ့ကြောင်း။အခင်းဖြစ်နေရာသို့ရောက်ရှိချိန်မှာတော့ဘသူ့အုံမှမတွေ့ရှိခဲ့ရကြောင်းလူမှုကွန်ရက်အသင်းမှသိရပါတယ်။ မနက်ပိုင်းသတင်းရလို့ကျွန်တော်တို့သွားကူတာဟိုကရောက်တော့ဘသူမှမရှိတော့ဘူးအနေနာကလုံချုံရဲ့ဦးလေးကြီးတွေကိုမေးကြည့်တော့တိုက်တက်ကားနဲ့ဆေးရုံကိုခေါ်သွားတယ်ဆိုလို့အင်းဆိုင်ဆေးရုံကိုလိုက်ကြည့်တော့လေလူနာမရောက်လာဘူးပြောတယ်ဒါနဲ့ကျွန်တော်တို့လည်းပြန်လာတာမနက်ကြတော့မှကနောင်အတင်းကအကူကလှမ်းပြောမှသိရတယ်အစိုးရဖြစ်စဉ်နဲ့ပတ်သက်ပြီးကိုကြီးဆောင်ရွက်ပေးသူတို့ကပြောကြားခြင်းဖြစ်ပါတယ်ဒီနေ့မနက်6နာရီဝန်းကျင်ခန့်မှာတော့ ရှင်ပြည်သာစမ်းမှုဆောင်ရှိအမိုက်ပုံပေးမှာညနာနဲ့ခြေထောက်များမှာတွဲတွေပြင်းထန်နေတဲ့အမျိုးသမီးတစ်ယောက်ကိုရက်ကွက်နေပြည်သူများကတွေ့ရှိပြီးလူမှုကွန်ရီရဲ့အသင်းတွေကိုဖုံးဆက်ကြောင်းကြလို့ကနောင်လူမှုကွန်ရီရဲ့အသင်းကတွားရကွန်ရီကဆဲယုံတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်အတော်လေးရုံမှာအောက်တန်းကြတာအင်းစိတ်မှာကားနဲ့တိုက်တာဆဲယုံမပို့ဘဲနဲ့ရွှေပြည်သာစမ်းမှုဆောင်ကအမိုက်ပုံမှာလာပစ်သွားတာကောင်မလေးကညနာနဲ့ခြေထောက်မှာ တွဲတွေအများကြီးပဲ။ မသေးလို့တော်သေးတယ်။ရက်ကွက်ကပရာဟိတဖွဲ့စည်းတွေကိုဖုံးဆက်ပြီးအင်းစိန်စေယုံကိုပို့လိုက်တယ်။အတိုက်ခံရတဲ့အမျိုးသမီးက33နှစ်အရွယ်လောက်တော့ရှိပြီ။လလောဆယ်တော့စေယုံမှာသတိရလာပြီ။စကားတော့မပြောနိုင်သေးဘူး။ကျွန်တော်လည်းစုံစမ်းရသလောက်နေရက်လိပ်စာကိုတွားမေးကြည့်တော့မနေတော့တာကြာပြီလို့သိရတယ်။သူသတိကောင်းကောင်းရတော့မှမေးကြည့်ပြီးထပ်စုံစမ်းပေးရမယ်။တိုက်သွားတဲ့ကာက 1GM5 AB 1709ဖြစ်ပြီးဒီခုခါမှာတော့ကာမောင်းသူကိုဖမ်းဆီးရမိနိုင်ရေးရင်းဆိုင်ခရိုင်ရဲတပ်ဖွဲ့ရုံးကစုံစမ်းနေကြောင်းသိရပါတယ်။ရင်တိုက်ခံရတဲ့အမျိုးသမီးကဦးခေါင်းပေါက်ပြဲတံရများခြေစလုံးရိုးတံရများအစားရှိရတံရများရရှိလာကြအောင်ရင်းဆိုင်ဆေးရုံရဲဘော်ကုသဆောင်မှာကုသနေရပြီးမိသားစုဝင်တွေဆက်သွယ်နိုင်ဖို့လိုအပ်တယ်လို့လည်းသိရပါတယ်။ဒီကနေ့ရပိုင်းကလည်းလိုင်းတရာမြို့နယ်မှာ ရင်တိုက်ခံရတဲ့မြို့သားတူဦးကိုတိုင်းမီးရဲ့ရှင်ဖြစ်တင်ဆောင်ကလမ်းဘေးတွင်ဆုံးဖြတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းလည်းသိရပါဗျာ။